မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ထိုင်း KNB နယ်စပ်မဲဟောင်းဆောင်မှာမြန်မာစစ်တပ်ကပစ်ခတ်တယ်လို့ယူဆရတဲ့လက်နက်ကြီးကြီးကြားရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ17ရက်နေ့ကထိုင်းမြန်မာနယ်စပ် KNB မှာ ကရင်နီလက်နက်ကိုင်တပ်ဖွဲ့နဲ့မြန်မာစစ်တပ်ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့မြန်မာစစ်တပ်ကပြစ်ခတ်လိုက်တယ်လို့ယူဆရတဲ့လက်နက်ကြီးကြီးဟာထိုင်းနိုင်ငံဘက်အချမ်းမဲဟောင်ဆောင်မှာရှိတဲ့ဂေါ်ဘီကင်းအတွင်းထဲကိုကြောက်ရောက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာမြန်မာစစ်တပ်ဘက်က၅ဦးသေဆုံးခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲထဲမှာကြောက်ရောက်ခဲ့တဲ့လက်နက်ကြီးကြီးကိုထိုင်းစစ်တပ်နဲ့အာဏာပိုင်များကတွားရောက်ကြည့်ရှုခဲ့ပြီးတော့မဲဟောင်ဆောင်နယ်စပ်ကထိုင်းပြည်သူများအနေနဲ့နယ်စပ်မှာတရီထားပြီးတော့တွာလာကြရန်တိုက်တွန်းပြောဆိုထားတယ်လို့သိရပါဗါတယ်။ ထိုင်းအာဏာပိုင်များကလက်နက်ကြီးကြီးကိုစစ်ဆေးနေတဲ့အချိန်မှာနေဆက်တိုက်ပွဲများကတနက်ပစ်ခတ်တပ်များနဲ့ပောက်ပွဲတပ်များကြားနေရတယ်လို့ပြောပါတယ်။ထိုင်းအာဏာပိုင်များရဲ့စီစစ်ချက်အရာလက်နက်ကြီးကြီးဟာမြန်မာစစ်တပ်ကပိုင်ဆိုင်တယ်လို့ယူဆရကြောင်းကိုထိုင်းသတင်းဌာနများကရေးသားဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်မတူပီမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုချင်းကြီးနောင်တပ်ဖွဲ့နဲ့မဟာမိတ်များကတိုက်ခိုက်တဲ့အချိန်မှာစခန်းကိုဆုတ်ခွာထွက်ပြေးကတေဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားများရဲ့အယိုးစုများကိုရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတူပီမြို့သိမ်းတိုက်ပွဲကိုချင်းကြီးနောင်ဆက်ဆင်ရေး Operation CB အမည်နဲ့2024ခုနှစ်ဇွန်လ9ရက်နေ့ကစတင်ခဲ့ပြီးတော့ဇွန်လ29ရက်နေ့အတွင်းမှာမတူပီမြို့ကရဲစခန်းထွေအုပ်ရုံးအမှတ်304ချင်းမြတ်တိုက်ရဲချင်းပြည်တောင်ပိုင်းအကြီးဆုံးဖြစ်တဲ့ဘူဟာစခန်းနဲ့ အမှတ်140ချေလင်းစခန်းတို့ကိုတိမ့်ပိုက်ခဲ့ရာ စခန်းကိုဆွန့်ခွာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများရဲ့အယိုးစုအလောင်းများကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တောထဲမှာတောက်စရာရေကလည်းမရှိစားစရာပြက်လက်ပြီးတော့တလားကျော်ထွက်ပြေးကြရဲနဲ့ကျန်းတန်းနဲ့ရာသူဥတုအောက်မှာဝိုင်းရောကဖြစ်ပြီးတော့တေးကြတာလို့မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲရေးကော်မတီတာဝန်ခံကိုလော်ရန့်စ်ကရှင်းပြထားပါတယ်။ရန်သူဖြစ်တော်လဲစစ်ကောင်စီတပ်သားများရဲ့မိသားစုဝင်များနဲ့ထပ်တူခံစားရပြီးတော့မှားရွေးနဲ့စစ်အာဏာရှင်ရဲ့ဥဆောင်မှုအောက်မှာညီအကိုချင်းချင်းတိုက်ခိုက်တေးချေပြက်စီးမှုအတွက်ဝန်ထဲကြောင့်၎င်းကပြောဆိုထားပါတယ်။ ်မင်းတပ်နဲ့မတူမီမြို့နယ်ကြားမှာတင်ဆောင်သွားတဲ့စစ်ကောင်စီရဲ့အယိုးစုပေါင်း20ကျော်ကိုတွေ့ရှိခဲ့ရပြီးတော့ဒေသခံများရဲ့ပြောပြချက်အရ120ကျော်ရှိတယ်လို့သိရတော့လေတောနဲ့တဲ့အတွက်ကြားရီဝက်ဝံနေလိုမျိုးတောကောင်များရှိနိုင်တဲ့အတွက်ဆက်လက်ရှာဖွေခြင်းမပြုခဲ့ဘူးလို့ကိုလော်ရန့်စ်ကဆက်ပြောပါတယ်ရုတ်တံဖိုင်ထဲမှာတေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အယိုးစုများကြီကာအင်းကြီး ကျဲပွင့်ပါတဲ့အရာရှိအမှတ်တံဆိပ်များဥပိုင်ကုမ္ပဏီကစစ်သားများအထွတ်စုဆောင်းထားတဲ့အစုရှယ်ယာငွေရပြေးစာများနဲ့လူအသုံးဆောင်ပစ္စည်းများကိုလည်းတွစ်ရှိခဲ့ရတယ်လို့ပြောပါရယ်ချင်းပြည်နယ်အတွင်းငါမသိငါစခန်းမကျစီရဆိုတဲ့စောင်းပုံးနဲ့တိုက်ပွဲဝင်နေကြတဲ့စစ်ကောင်စီတပ်သားများအနေနဲ့ မာရင်းသောစစ်အာဏာရှင်ကိုကာကွယ်နေကြတဲ့အခြေအနေမှန်ကိုနားလည်ပြီးတော့နိုင်ငံမရှိတော့တဲ့တိုက်ပွဲများမှာအချိန်မနှောင်းမီလက်နက်ချစီလိုတယ်လို့ကိုလော်ရက်ကဆက်ပြောထားပါဗျာအကယ်၍လက်နက်ချမယ်ဆိုပါကချင်းတော်လိုင်းရဲ့အဖွဲ့များအနေနဲ့တပ်ဖြတ်ညှင်းဆဲခြင်းများကိုပြုလုပ်မှာမဟုတ်ပဲအတက်နိုင်ဆုံးစေဝါကုသမှုများအပါအဝင်စောင့်ရှောက်ပေးထားမှာဖြစ်ကတစ်ချိန်မှာအလုံးအတူတူအိမ်ပြန်ကြမယ်ဆိုတဲ့သတင်းစကားကိုလည်းယုံကြည်စေလိုတယ်လို့၎င်းကတိုက်တွန်းထားပါဗျာမတူဘီမျိုးသိန်းတိုက်ပွဲကနေ တောတွေတောင်တွေထဲကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များမိသားစုဝင်များနဲ့အရက်ဘဝင်တန်း120ခန်းကိုဇူလိုင်လ18ရက်နေ့မှာ၎င်းနောက်ထပ်120ကျော်ကိုဇူလိုင်လ25ရက်နေ့မှာလက်နက်ခဲရများနဲ့ ချင်းချင်းတော်တပ်ဖွဲ့များကစစ်တုံးမန်းအဖြစ်နဲ့ဖမ်းဆီးထားခဲ့တယ်လို့သိရပါဗါးအလားတူပဲချင်းမျိုးသားတပ်ဦးနဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့ကပူးပေါင်းအဖွဲ့များကလည်းမတူပီမျိုးကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားများနဲ့အပေါင်းပါအယောက်80ကျော်ခန့်ကိုဖမ်းဆီးထားခဲ့တယ်လို့သိရပါဗါးလက်ရှိချင်းပြည်နယ်ဖလန်းမြို့မှာတိုက်ပွဲများပြင်းထန်နေပြီးတော့ထန်တလန်မြို့ဟာခါတီးတိမ်မြို့များမှာလည်းစစ်ကောင်စီတပ်များဆက်လက်တပ်ဆွဲနေကပလောက်ကမတူပီကံပတ်လက်မင်းတပ်တွန်းဆံမြို့များကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမလိုင်မြို့နယ်လက်ဆွေရွာမှာ ဂိတ်ချပြီးတော့စက်ကြီးကောင်းနေတဲ့ရဲနှအုပ်ကိုဝင်းရောက်ပြစ်ခတ်တခက်ရောင်ရဲနှအုပ်စလုံးတေဆုံးသွားပြီးတော့တနက်နက်လက်တိမ့်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမက်လ12ရက်နေ့ကမလာမြို့နယ်မနောကန်ရဲစခန်းကရဲနှအုပ်ဟာလက်ဆွေရွာမှာဂိတ်ချပြီးတော့လမ်းပေါ်တက်ပြီးပြည်သူများထံကနေပြီးတော့ချင်းချောက်ကပတ်စံတောင်းချင်းဖမ်းဆီးခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်အလင်းငိုက်ဝင်းရောက်ပြစ်ခတ်တခက်ရောင်ရဲနှအုပ်စလုံးတေဆုံးပြီး၎င်းတို့ကိုင်းဆောင်ထားတဲ့တနက်နက်လက်ကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။ဘေးပတ်ပတ်လည်းမှာကင်းမုံပုံစံမျိုးနဲ့နောက်ချန်အင်အားတွေတော့ရှိတယ်။အဲ့ဒီလက်ဆွေရွာကကျွန်တော် တို့မပစ်ခင်အရင်ရက်ကပေါ့စက်တရက်နေ့ကပေါ်တာဝင်ဆွဲခံထားရတဲ့ရွာပါအဲ့ဒီရွာထိပ်မှာနွားကားတွေစိတ်ကားတွေကိုအဓိကထားပြီးတော့ဂေကြီးကောက်တဲ့ရဲခွဲတွေကိုပစ်ခတ်ခဲ့တာအဲ့ဒီနားကလူငယ်တွေလည်းဖမ်းဆီးတာရှိတယ် ီးလို့ရှိရင်ပေါ်တာဆွဲတာအပြင်အခြားကုန်ကားသမားတွေဆိုရင်အစမတန်ပတ်စံတသိန်းနှစ်သိန်းတောင်းတာတွေလည်းရှိတယ်လို့မြင်းကြံခရံအမှတ်လေးတက်ရင်နထိုးကြီး PDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကိုနထိုးကြီး PDF မြင်းကြံခရံအမှတ်လေးတက်ရင်နဲ့မြင်းကြံခရံအမှတ်10တက်ရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာအချက်မဆက်တကပြည်သူနှအုပ်ကိုဖမ်းဆီးတပ်ဖြတ်ပြီးရုပ်အလောင်းများကိုလမ်းမိတ်မှာဆွန့်ပစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာ၁၂ရက်နေ့မနက်အစောပိုင်း၃နာရီခန့်မှာနတ်တလင်းမြို့နယ်ရှားစေးဘူဂျွာထိတ်မှာတောင်မျိုးရဲစခန်းကအချက်မဆက်ကောင်စီတပ်သားများကအိမ်စည်းကားနဲ့၎င်းတို့ဖမ်းဆီးတပ်ဖြတ်ထားတဲ့ပြည်သူနှအုပ်ရဲ့ရုပ်အလောင်းများမှာအနက်ရောင်တိမ်မင်းတမန်အဖွဲ့ဆိုတဲ့စာတမ်းကိုချိတ်ဆွဲပြီးလာရောက်ဆွန့်ပစ်သွားခဲ့တယ်လို့သိရပါတယ်။ရှားစေးဘူဂျွာထိတ်မှာလူနေရောင်ကို နဲ့ရောက်တိမ်မဲတမန်အဖွဲကတပ်ဖြတ်တယ်ဆိုပြီးတော့ကတ်တွေချိတ်ဆွဲထားတဲ့အလောင်းနှလောင်းကိုစွန့်ပစ်သွားပါတယ်။တောင်ကျိုးရဲစခန်းကစစ်ခွေးနဲ့ရဲခွေးကအင်စည်းကားနဲ့မနက်3နာရီလောက်မှာအလောင်းတွေကိုလာချသွားတာလို့ဒေသခံပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်။အဲ့ဒီတပ်ဖြတ်ခံရသူ9ဦးဟာ PDF တပ်ဖွဲ့ဝင်များမဟုတ်ပဲကွင်းဆန်းချေးရွာကပြည်သူတအုပ်နဲ့ဇောင်းဝက်ချေးရွာကပြည်သူတအုပ်တို့ဖြစ်ပြီးတော့ဖြစ်စဉ်အသေးစိတ်ကိုသိရှိနိုင်ဖို့အတွက်ဆက်လက်ပြီးတော့စုံစမ်းနေတယ်လို့တာယာဝတီ KIA PDF ကတာဝန်ရှိသူကပြောပြထားပါတယ်။စစ်ခွေးတွေက PDF မို့လို့တတ်တာဆိုပြီးတော့ထုတ်ပြန်လာတာတွေ့တယ်။ ကျွန်တော်တို့ရဲဘော်တွေလည်းပျောက်ဆုံးနေတာမျိုးမရှိပါဘူးသေဆုံးသွားတဲ့သူတွေက PDF ဘက်ကမဟုတ်တာတော့တေးကြတယ်အရင်ကလည်းပြည်သူတွေကိုအခုလိုမျိုးဖမ်းဆီးတပ်ဖြတ်ပြီးတော့တေမင်းတမန်စာတမ်းချိတ်ဆွဲပြီးလမ်းမင်းမှာဆွန့်ပြစ်နေတာတွေကသူတို့တွေလုံနေကြပါပဲသေဆုံးသွားတဲ့သူတွေရဲ့အမြင်နဲ့ဖြစ်စဉ်အသေးစိတ်ကိုသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့တွေဆက်လက်စုံစမ်းနေပါတယ်လို့တာယာဝတီ KPDF ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကြက်တိန်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်မှုများဇက်တိုက်လုံဆောင်နေတဲ့အတွက်ဖုန်ကြီးကျောင်းဓမာယုံနဲ့လူနေအိမ်များမိလောင်ပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူမြို့နယ်ကြက်တိန်ရွာကိုအကြမ်းဖက်စစ်ကောင်စီကလေချိန်တိုင်တိုင်ဒရုန်းနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရာ ဓမာယုံနဲ့လူနေအိမ်45လုံးရိတ်ခါဆန်များမိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။မက်စလာ12ရက်နေ့နေ့လယ်12နာရီခွဲအချိန်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ဒညဝရီရေဒါစခန်းဌာနချုပ်ဒါရခကကြက်တိန်ရွာကိုဒရုန်းနဲ့ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်ဖုန်ကြီးကျောင်းဓမာယုံနဲ့ကျောင်းနိုင်ရန်ကမှန်များပျက်စီးသွားခဲ့ရတယ်လို့သိရပါတယ်။မက်စလာ17ရက်နေ့မနက်10နာရီအချိန်မှာစစ်တပ်ကဒရုန်းနဲ့ဘုံကျဲမှုကြောင့်လူနေအိမ်၄လုံးနဲ့ဆန်များလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။မက်စလာ9ရက်နေ့ နေ့လယ်တနာရီ30မိနစ်အချိန်မှာစစ်တပ်က ရုံးနဲ့ဘုံဒီနှလုံးကျဲရှာတိုက်ခတ်ခဲ့တဲ့အတွက်နေအိမ်၁၄လုံးနဲ့ဆံများမက်စလာ9ရက်နေမှာလဲစစ်တပ်ကဒရုန်းနဲ့ဘုံကျဲရှာမှုကြောင့်လူနေအိမ်28လုံးပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ရန်ကုန်အခြေစိုက်ကြောက်ဖြူမြို့နယ်အသင်းကအဖွဲ့ဝင်တအုပ်ကိုကြောက်ဖြူအခြေအနေနဲ့ပတ်သက်ပြီးတော့ဆက်သွယ်စုံစမ်းမေးမြန်းကြည့်ရမှာမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတယ်လို့ပြန်လည်ပြောဆိုထားပါတယ်။ဒါ့ပြင်ကြောက်ဖြူကဆေးဘေးရှောင်ပြည်သူများဟာဖုန်းလိုင်းနဲ့အင်တာနက်လိုင်းများသုံးလို့မရတော့ပဲရန်ကုန်ရောက်ကြောက်ဖြူဒေသခံများနဲ့အဆက်အသွယ်များပြတ်တောက်နေတယ်လို့ပြောပြထားပါတယ်။အင်တာနက်နဲ့ဖုန်းလိုင်းတွေ ကမရတာများတယ်တိုက်ပွဲတွေကတော့ကြောက်ဖြူထဲမှာတောက်လျှောက်ကိုဖြစ်နေတော့ပြည်သူတွေမှာအကူအညီကလိုအပ်နေပါတယ်ကျွန်တော်တို့လည်းတွားပြီးတော့မကူညီနိုင်ဘူးတွားလို့လည်းမရဘူးလေအဆက်အသွယ်တောင်မရဘူးဖြစ်နေတယ်လို့ရန်ကုန်အခြေစားကြောက်ဖြူမြို့နယ်အသင်းကအဖွဲ့ဝင်တအုပ်ကပြန်လဲပြပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်မှာရှိတဲ့လက်ခတ်တောင်တာဝါတိုင်းဂုံစခန်းကိုတိုက်ခိုက်ခံရပြီးတဲ့နောက်အကြမ်းမဆက်တက်ကလေရင်နဲ့ကြေးရွာများကိုဇက်တိုက်ဘုံကျဲနေတဲ့အတွာရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့မက်လာ73ရက်နေ့မနက်ပိုင်းမှာလောင်းလုံးမြို့နယ်မှာရှိတဲ့အကြမ်းမဆက်တက်ရဲ့လက်ခတ်တောင်တာဝါတိုင်းဂုံစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အကြမ်းမဆက်တက်ကလေရင်နဲ့ဇက်တိုက်ဘုံကျဲတက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာတိုက်ပွဲများဟာငြိမ်သက်သွားတော့လေအကြမ်းမဆက်တက်ကလက်ခတ်တောင်းအနီးတစ်ဝိုက်စစ်ပြဲရွာနဲ့ဆန်းလန်းရွာတို့ကိုလေရင်နဲ့ဘုံကျဲတက်ခိုက်နေတယ်လို့သိရပါဗျ။အခုလိုမျိုးဘုံကျဲတက်ခိုက်မှုကြောင့်ကျေးရွာနေပြည်သူများနဲ့အနီးဝန်းကျင်ကပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ဒါအပြင် ပင်လယ်ပြင်မှာရောက်ရှိနေတဲ့အချမ်းမတ်စစ်တပ်ရဲ့စစ်သင်္ဘောများကလည်းလက်နက်ကြီးများနဲ့ဇက်တိုက်ပစ်ခတ်နေတဲ့အတွက်ကြောင့်ခြေရွာများအတွင်းမှာပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့ပြည်သူများထိခိုက်မှုရှိမရှိကိုအတိမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ဒီနေ့မနက်10:00နာရီလောက်မှာလေရင်နဲ့ဘုံ၆လုံးလာကျဲသွားတယ်။လက်ခတ်တောင်တာဝါတိုင်းဂုံးမှာတိုက်ပွဲဖြစ်နေတာမနက်ကလေးကဖြစ်နေတာစစ်ခွေးတွေကတိုက်ပွဲဖြစ်တဲ့လက်ခတ်တောင်အနီးတစ်ဝိုက်ကိုလည်းကျဲတယ်စစ်ပြဲရွာဘက်ကိုလည်းကျဲတယ်ပြစ်ခတ်တန်တွေကတော့ရက်သွားပြီစစ်ခွေးတွေကပဲရွာတွေဘက်ကိုဘုံကျဲပြီးတော့လက်နက်ကြီးတွေလှမ်းပြက်နေတာ င်လေပြင်းတဲ့ကစစ်သင်းမော်တွေကလည်းပြစ်တာမနေဘူးလက်နဲ့ကြီးတွေအလုံးကြီး30လောက်ရှိမယ်ဆန်းလန်းရွာနဲ့မြောက်ဘက်အနီးနားကိုလည်းအခုထတ်ကျဲသွားပြန်ပြီကျွန်တော်တို့လည်းအသက်လွပြီးတော့ပြေးနေရတော့ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်အတွင်းကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းတွေကစစ်မှုထမ်းတပ်သားတဲ့9ဦးဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လပထမပတ်အတွင်းမှာနထိုးကြီးမြို့နယ်အတွင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အား200ခန့်နဲ့စစ်ကြောင်းထုံးဝင်ရောက်လာခဲ့ရာအဲ့ဒီစစ်ကြောင်းအတွင်းကစစ်မှုထမ်းတပ်သားများဖြစ်တဲ့တပ်သားမြင့်နိုင်တပ်သားအောင်နိုင်မိုးတပ်သားထက်အောင်တပ်သားဝင်းအောင်နဲ့တပ်သားဇော်မျိုးနိုင်တို့ဟာ၎င်းတို့ကိုင်ဆောင်တဲ့လက်နက်ခဲယမ်းများကိုယူဆောင်လာပြီးတော့ အမတ်၁စစ်ဒေသမန္တလေးတိုင်းမြင်းကြံခရိုင်အမတ်၄တိုက်ရင်အမတ်၁၀တိုက်ရင်နထိုးကြီး People Defense Force MPDF ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကြောင်းတွေကနေအလင်းဝင်လာတာသူတို့ကတော့စစ်မှုထမ်းနဲ့ပေါ်တာဆွဲခံရတဲ့ရဲဘော်တွေပါကျွန်တော်တို့နဲ့တိုက်ပွဲမဖြစ်ခင်ကတည်းကသူတို့ကထွက်ပြေးလာကြတာ သူတို့ကိုကျွန်တော်တို့ဘက်ကနှွေးနှွေးထွေးထွေးနဲ့ကြိုးဆိုပါတယ်သူတို့ရဲ့မိသားစုဝင်တွေကိုလည်းဘေးလွတ်ရာကိုပြောင်းရွှေ့ပေးတာတွေလုပ်ပေးခဲ့ပါတယ်လက်နက်နဲ့တကွအလင်းဝင်မဲ့ဆိုရင်စူချင်းငွေတွေချိမြင့်ပေးတာတွေရှိပါတယ်တဲဆောင်လာတဲ့လက်နက်နဲ့သူ့ရဲ့စိတ်အားထက်သန်မှုပေါ်မူတည်ပြီးတော့စူချင်းငွေကတော့ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သလောက်ပေးတာတွေရှိနေပါတယ်လို့မြင်းကြံခရိုင်အမှတ်လေးတက်ရင်နထိုးကြီး People Defense Force တပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်အခုလိုမျိုးအလင်းဝင်ရောက်လာသူများဟာအကြမ်းဖက်စစ်ကောင်စီကအတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးကစစ်မှုထမ်းတပ်သားအဖြစ်နဲ့စုဆောင်းခံရသူများဖြစ်ပြီးတော့စစ်မှုထမ်းတင်တဲ့အပတ်စဉ်6ကိုတက်ရောက်ခဲ့ရတာ ထားလိုက်ရ1 3 5တက်ရင်မှတာဝန်ချခံရသူများဖြစ်တယ်လို့သိရပါတယ်။၎င်းတို့နဲ့အတူ MA3 အမျိုးအစားတနက်တလက် MA1 အမျိုးအစားတနက်တလက်ကြီပေါက်၄ခု 5.56G အတောင်600နဲ့60မမကြီတလုံးတို့နဲ့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလင်းဝင်ရောက်လာသူ၅ဦးကိုနှွေးထွေးစွာစုစုပြီးတော့လက်နက်ခဲယမ်းများပါယူဆောင်ပေးနိုင်ခဲ့တဲ့အတွက် ချင်းမြင့်ငွေများကိုပေးအပ်က၎င်းတို့ရဲ့စန္ဒာအတိုင်းလွတ်မြောက်နယ်မြေကိုပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နောက်ထပ်အလင်းဝင်မဲ့ရဲဘော်တွေကိုတိုက်တွန်းချင်တာကမြန်မာပြည်အလဲပိုင်းမန္တလေးတိုင်းလိုနေရာမျိုးကိုထွက်လို့ရတဲ့အခါမှာသူတို့အတွက်ထွက်ပြေးရဖို့အတွက်အခွင့်လဲတာတယ်အခွင့်လမ်းတွေလည်းရှိတယ် ပြီးရင်ဘယ်ဘက်ကိုထွက်ထွက်ကျွန်တော်တို့ကနီးဆက်ရာတရင်တက်ဖွဲ့တွေနဲ့ချိတ်ဆက်ပြီးတော့အလင်းဝင်ကြဖို့နဲ့ကျွန်တော်တို့ဘက်ကလည်းတက်နိုင်သလောက်ဓာတ်တွေကိုဆောင်ရွက်ပေးပါမယ်ဆိုတာကိုအထူးပြောချင်ပါတယ်လို့မြင်းကြံခရိုင်အမတ်လေးတက်ရင်နထိုးကြီး PDF တက်ဖွဲ့ကတာဝန်ရှိသူကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆင်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ